ခင်မရတဲ့မိတ်ဆွေတငယ်ချင်းအနေငယ်နဲ့သာမင်္ဂလာညစာစားပွဲလေးကိုအချင်းယုံကျပါခဲ့တဲ့ပြုံးဆောင်ကြကြောနဲ့ဆုမြတ်နှုတ်ဦး mingla ma pritat ji shin tyau sa jaw jaw ne su myan no lo ne yak ka raw mai swe tin nge chin a sin ga ni chit tu re phit la khe ja da phit pi naw so ma raw shwe lat twe lat that khe ja da be phit par de ချစ်သူတွေအနေနဲ့နှစ်တွေအကြာကြီးလက်တွဲခဲ့ကြတဲ့သူတို့နှစ်ဦးကအင်တာဗျူးသင်းတဲ့အရွယ်တွေကိုလည်းရောက်နေပြီဖြစ်တာကြောင့်ပြီးခဲ့တဲ့မတ်လအတွင်းမှာပဲမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့ကလူသိရှင်ကြားမင်္ဂလာဆောင်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်မနေ့ကဂျွန်လ17ရက်နေ့လေးမှာတော့တရုတ်ဆောင်ကြကြောင်းနဲ့အစုမြတ်နေဦးတို့နှစ်ယောက်ကပြည်ဦးလေးမြို့မှာရှိတဲ့မေမျိုး Rose Garden Hotel မှာခင်မရတဲ့မိတ်ဆွေအနေငယ်ကိုဖိတ်ကြားခဲ့ပြီးမင်္ဂလာညစာစားပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့မင်္ဂလာညစာစာပွဲမှာတော့လာရောက်ကြတဲ့အပရိသတ်နေတဲ့ဆိုပေမဲ့လည်းအရင်နှီးဆုံးမိတ်ဆွေတွေကိုဖိတ်ကြားထားတာကြောင့်အပေါ်ရန်ပကာသနာမပါပဲပုံမှန်ထက်ပိုပြီးတော့ပြောစရာကောင်းခဲ့တယ်လို့စုမျက်နှာဦးကရင်ဖွင့်ထားတာလည်းဖြစ်ပါတယ်ခုဆိုရင်တော့မင်္ဂလာစနီမောင်နှံတွေအဖြစ်ကိုရရှိသွားပြီဖြစ်တဲ့ကျွန်တော်နဲ့ဆွေမျက်နှာဦးတို့နှစ်ယောက်အတွက်ပရိသတ်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။